ပဲခူးတိုင်းဒိုက်ဥအချင်းထောင်မှာအချင်းသူတွေအပါအဝင်နိုင်ငံရဲ့အချင်းသူတွေနဲ့ပြည်တယ်မချမဲ့ရသေးတဲ့အချင်းသူတွေအားလုံးကိုအချင်းထောင်အာနာပိုင်တွေကအလုံးစီခိုင်းမှုတွေရှိနေလို့နိုင်ငံရဲ့အချင်းသူများအဖွဲ့ WOPP ကအော်တိုဘာလ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဒိုင်ဥအကျဉ်းထောင်မှာအကျဉ်းသူတွေအပါအဝင်နိုင်ကျဉ်းသူတွေကိုစိုက်ပျိုးရေး လုပ်ငန်းတွေလုပ်ကိုင်းတာရေကန်တွေကိုတန်ရှင်ရေးလုပ်တာ ရေကန်အစောက်ဘာယာပြုလုပ်တာမိလာတွေကိုတန်ရှင်ရေးလုပ်တာအပေါင်းဝင်ထောင်းအာနာပိုင်တွေအဝေအဝိစကိစ္စရက်တွေကိုပါအလုတ်ခိုင်းစင်မှုတွေရှိနေလို့နိုင်ငံရဲ့အကျဉ်းသူတွေနဲ့နိုင်ငံရဲ့အကျဉ်းသူအရင်ကူညီဆောက်ရှောက်ပေးနေသူတွေကပြောပါတယ် ဒီအကျန်းထောင်အလုပ်တွေဖြစ်တဲ့အဲတန့်ရှင်ရီတို့ဘာယာဆောက်နာတို့ပြီးတော့စိုက်ပျိုးရီတို့တို့အကျန်းထောင်ကနေပြီးတော့လှုပ်ဆောင်အားမဲ့စီးပါလှုပ်တာတို့ပြီးတော့တို့ဟိုအကျန်းထောင်ဝန်ထမ်းတွေရဲ့ဝေယဝတ်စာတို့အဲ့ဒါကြီးအစအကုန်လုံးခိုင်းစိတ်ခံရတာပါရှင့်အကုန်လုံးပါရှင့်တို့ဘက်ကချွင်းချက်မရှိနိုင်ငံရေးကျင်းသူအားလုံးကိုလုံအလုတ်ခိုင်းစိတ်မှုရှိပါတယ်ရှင့်ပူညာတပါယာဆောက်ရတဲ့အရာတွေပေါ့အဲ့လိုမျိုးတွေဆိုရင်လည်းဟို ျမ်းမာရေးအဆင်မပြေတဲ့သူတွေအရေးပြက်လို့မရတဲ့သူတွေတွတ်ဆိုရင်ဒါအခြေအနေဆိုးတဲ့ကိစ္စဖြစ်တယ်ပေါ့အကျဉ်းထောင်အလုပ်တွေကိုမလုပ်လို့ဆိုရင် short ရမရဘူးလို့ဟို short ရမပေးဘူးပြီးသွားလို့ဆိုရင်ထောင်ဝင်စားပိတ်မယ်လို့အလုံးမလုပ်တဲ့အတွက်ဟိုအကျဉ်းထောင်ဥပဒေတွေနဲ့အရေးလို့ရတယ်လို့အဲ့လိုမျိုးချင်းချောက်ပြောဆိုတာရှိပါရဲ့ရှင့်ဟိုလက်ရှိဆိုရင်အလုံးမလုပ်နိုင်တဲ့သူတွေကိုဒါယူကျဉ်းထောင်မှာကြတော့ဟိုပါဆယ်ပို့ပွင့်ပိတ်ပလိုက်တာပေါ့အဲ့ဒါကြီးဖြစ်နေတာရှင့် ဒါအပြင်အကျဉ်းထောင်အာဏာပိုင်တွေရဲ့ခိုင်းစင်မှုတွေကိုညှင်းဆန်ရင်တိုက်အုပ်အကျဉ်းထောင်အမျိုးသမီးဆောင်ကအဆောင်မူဒေါ်စင်မာကြည်အောင်ကနေပြီးအကျဉ်းထောင်ဥပဒေတွေနဲ့အရေးယူမယ်လို့ချိန်ချောက်ပြောဆိုတဲ့အပြင်ပါစင်ပို့ခွင့်ပိတ်ပင်တာတိုက်ပိတ်အကျဉ်းချတာတွေကိုပါကျူးလွန်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်ပီဂရက်စတင်ပါလာကစပြီးအလုံးမလုံးဘူးဆိုတဲ့အကြောင်းပြချက်နဲ့နှစ်ပတ်တခါအကျဉ်းထောင်တွင်ပါစင်ပို့ရမှာပါစင်ဟင်းနှမျိုး၊ကော်ဖီ9ထုံးနဲ့ခောက်ဆွေ9ထုံးသာပေးပို့ခွင့်ရှိတော်တယ်လို့ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းအကျဉ်းထောင်တွေမှာအကျဉ်းထောင်လက်ဆွဲဥပဒေတွေကိုလိုက်နာတာမရှိတော့ဘူးလို့ရှင်နေဦးကြီးမြင့်ကပြောပါတယ်။အမှားတော့အကျဉ်းထောင်လက်ဆွဲဥပဒေအရဆိုရင်တော့တကယ်ကျင်းသားတွေကိုသူကဘယ်လိုချမကဲတရားရုံးအမိန့်စာမှာလည်းပဲအလုတ်ကျမ်းနဲ့ထောင်တန်းဆိုတာဘာမှပဲခိုင်မျိုးအလုတ်ကျမ်းနဲ့ဆိုတော့မပါလို့ရှိရင်မခိုင်ကံတော့ဒီလိုစနစ်တကျယုံမာတာမျိုးလူသေးသေးထိလုတ်တာတွေကတော့ဒီမဲအောင်လည်းလက်ထက်မှာအဲ့ကြောင်မှဖြစ်တာနော် ပြီးအနုသမီးကျင်းသားတွေဆိုရင်လည်းဒီလိုပဲအလုပ်ချက်တွေမခိုင်းရဘူး။အနုသမီးတွေကိုကျင်းသားတွေဆက်ဆံနေကြရမှာအမျိုးသားတွေကဝေရိုက်တာတော့မလုပ်ရဘူးဒါ။အဲ့တော့လည်းဆဲဥဒိမာကိုပြချက်တာ။ဘုရားကအဲ့လိုကိုလူလူလို့ကိုဆက်ဆံတော့ဘူးပေါ့နော်။ဆိုးဆိုးကတော့အမျိုးသမီးတွေဘောမှာဒီလိုလှုပ်ရှားကြီးရောအဆိုးဆုံးပဲ။ တဖက်မှာလည်းနိုင်ကျင်းသူတွေကိုအလို့အတင်းအကျပ်ခိုင်းစင်နေပြီးဖိနှိပ်မှုတွေပြုလုပ်နေတာဟာတမီရွေရွက်ရှိရှိပြုလုပ်နေတာသာဖြစ်တယ်လို့နိုင်ငံရဲ့အကျဉ်းသူအရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ဆက်အနာသိမ့်ပြီးနောက်ပိုင်းနိုင်ငံတော်အကျဉ်းထောင်တိုင်းလို့လို့မှနိုင်ငံရဲ့အကျဉ်းသူအကျဉ်းသားတွေဟာငင်းပန်းနှိပ်စက်ခံရပြီးလုံလောက်တဲ့အစေကူတာခံယူခွင့်နဲ့ဆုံးရှုံးနေကြရတယ်လို့လူအခွင့်ရဲ့ချိုးဖောက်ခံရမှုတွေဟာလည်းစတိုက်ရှိနေသေးပါ။ နေဦးတော်လဲကာလာအတွင်းဒီမိုကရေစီအရေးလှူရှားသူနဲ့ပြည်သူစုစုပေါင်း8405ယောက်အထိတေဆုံခဲ့ရပြီးဖန်စည်းခဲ့ရသူစုစုပေါင်း19868ယောက်ရှိရလို့နိုင်ငံရဲ့အကျဉ်းသူများကုညီဆောက်ရှောက်ရဲ့အသင်း AAPP ရဲ့အော်တိုဘာလ24ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်ဒီမှာကေခိုင်ပါ